ဝက်ဆိုင်းစီရင်တာကယဉ်ကျေးမှုအနှစ်ပေါ့ပေါ့နော်ယဉ်ကျေးမှုအနှစ်ကဒီထဲမှာရှိတာလေအဲ့တော့ဆရာမဝက်ဆိုင်းစီရင်တာလုံခြုံရင်ပြီးရောဒီနေ့အခုအခုဖြစ်မင်းကလေးတွေပြောတယ်ဟိုအရင်နှစ်ပေါင်းတော်တော်ကြာကြာပေါ့နော်ဆရာမတို့အသက်30ကျော်လောက်ကဆရာအောင်ပြေးတို့ဘာလို့ဟောပြောခွင့်တွေဆိုဆရာမတို့လိုက်လာတာအဲ့ဒါမှာတက်ကတူမှာသူဟောတာ အဲ့မှာသူပြောတာလေးတခါတည်းပြောရမယ်ကောင်းတယ်လေဆရာအောင်အမပြရအဲ့တော့ဒီခင်မင်းကလေးတွေကထမင်းဆိုတိုရရှေရှေရတို့နော်နောက်တစ်ခါတစ်ခါပြန်ပြန်ရှေအဲ့အဲ့ဒါပဲရှိတယ်ပေါ့နော်အင်းကြီးဆိုလို့ရှိရင်လည်းတခါတည်းတိုလာတိုလာဒီမှာဒီမှာဒီမှာရက်အဲ့တော့လက်ပွားကြီးတွေလှုပ်လက်ပေါင်းကြီးတွေလှုပ်ဘာပဲဖြစ်ဖြစ်ဗမာမင်းကလေးတွေထမင်းမချွတ်သေးပါဘူးတဲ့သူကပြောတာထမင်းမချွတ်သေးတော့ကျွန်တော်ဂုံယူတယ်တဲ့အခုဆရာအောင်ပြောဒီမှာဆရာဆရာမပြချွတ်ကုန် နော်ခမင်းကျွတ်တယ်မိန်းကလေးဒါမဲ့ဘာဖြစ်လဲဟိုလုံချုံရင်ပြီးတော့ဆရာမတားဂျင်းနဲ့တည်းလေဟိုအမြင်တမ်းအပြင်ထွက်နေရတာကာတူးစီးနေရတာမှာနော်ခမင်းဒင်းရဲ့တိုင်နေတော့လေမလုံနိုင်ကြဘူးပေါ့အဲ့တော့လုံချုံရင်ပြီးတော့ဘာဝင်ဝဲဝဲဘောင်းမိဝဲဝဲပေါ့နော်လုံလုံချုံချုံနေတော့ဝစ်စီကျင်တာပေါ့